မင်းချန်ခရိုင်ကစစ်တပ်ထိုင်စခန်းတွေကို PDF တွေတပြိုင်နက်တိုက်ခိုက်မန္တလေးတိုင်းမင်းချန်ခရိုင်တဲကစစ်ကောင်စီတပ်ရဲ့အထိုင်စခန်း၅နေရာထပ်မနေဘူးမနေ့ကမေလ၁၅ရက်မနေ့ပိုင်းမှာတော်လန်ရေးပူပေါင်းတပ်တွေက တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်မင်းချန်မြို့နယ်မှာစီမီခုံကြောက်ပြုတ်နွားထိုးကြီးမြို့နယ်မှာဝက်လူတရုတ်မြမာတန်းငွေပိုက်လိုင်းအဆောင်ကိတ်စခန်းနဲ့နွားထိုးကြီးမြို့ပေါ်တောင်တာမြို့နယ်မှာထနောင်းကုန်းဒီနေရာတွေကစစ်ကောင်စီထိုင်စခန်းတွေကိုတိုက်ခိုက်နေတာလို့ ဒေတာခြေဆိုင်တော်လှန်ရေးတရင်မြစ်တွေကပြောပါတယ်စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ကြိမ်ပြုလုပ်ပြီးခုခံခဲ့တယ်လို့သိရပါတယ်ကြောက်ပြုတ်တိုက်ပွဲတစ်ခုပဲလေကြောင်းလွတ်မဲ့ထင်တယ်ဝလူရောတရုတ်ကစပိုက်လိုင်းဘက်မှာရော လေကြောင်းအတော်လေးကျဲတယ်လို့တရင်မြစ်ကပြောပြပါတယ်မြင်းချံမြို့နယ်စီမီခုံမြို့ကစစ်ကောင်စီထိုင်စခန်းကိုမနေ့ကမနက်စောပိုင်း9နာရီလောက်မှာဝန်တက်ချိန်စစ်တပ်ကလေယုံနဲ့ဘုံလာကျဲခဲ့ပါတယ်ဒါကြောင့်ဘုံဆက်ထိမှန်နေတာ PDF 9ဝီနဲ့တင်းနေကြီးထိမှန်တဲ့ရဲဘော်တဝီးပါဝင် စုစုပေါင်းရဲဘော်6ဦးကြာဆုံးခဲ့တယ်လို့သိရပါတယ်။နှစ်ပတ်ရင်ဆိုင်တိုက်ပွဲတွေမှာစစ်တပ်ဘက်ကလည်းထိခိုက်ဒေဆုံးမှုတွေရှိကြောင်းနွားထိုးကြီးမြို့နယ်ကတရုတ်မြန်မာတပ်ငွေပိုင်လိုင်းအဆောင်ကိစခန်တိုက်ခိုက်မှုမှာလည်းလက်နက်ခဲယမ်းတချို့ရထားကြောင်းကနူးဤတရင်ရရှိပါတယ်။ဒေတာခန့်စစ်ရေးတရင်ရင်းမြစ်တဦးကတိုက်ပွဲနဲ့ပတ်သက်လို့ကတော့သက်ဆိုင်ရာအဖွဲ့တွေကထုတ်ပြန်ပါလိမ့်မယ်တေချာတာကတိုက်တဲ့ရဲစခန်းဘက်ကလည်းတော်တော်ထိနာတယ်လေရင်နဲ့ပြစ်ကူပြီးပြူနဲ့စစ်အင်အားတွေထက်ရောက်လာလို့ပြန်ပေးလိုက်ရတာလို့ပြောပါတယ်။မနေ့ညပိုင်းထိ တိုက်ပွဲဆက်ဖြစ်နေပြီးစစ်ဆိုင်ထားတဲ့နေရာတွေလည်းရှိတယ်လို့သိရပါဗျ။